ရောက်ကမနဲ့ချင်းမရဲ့နိုင်ငံခြားမိဖို့ကြောင်းငါသားလေးရွေးကတခြားကောင်လေးတွေထံမညံ့ပါဘူး။နင်သိရဲ့လား။ငါတော့အိန္ဒိယနိုင်ငံနေမကောင်။တခြားနိုင်ငံခြားမှာမင်္ဂလာဆောင်ဖို့ကမ်းလှမ်းကြတာ။အေးပေါ့။သူသားတွေအာဖရိကတို့ final နိုင်ငံနေဘက်ကတော့လာမှာပေါ့။သူသားရဲ့ပုံစံလည်းအဲ့နိုင်ငံလူတွေလိုပဲ။ဘာဖြစ်နေရလဲချင်းမ။ဒါတွေတွင်းနေရလေကဲထားပါအမေသမီးကိုအရေးကြီးကိစ္စပြောပြဖို့မေးတော့မလို့ ာရေးချိကိစ္စလဲမေဟိုငါရဲ့မောင်ကနိုင်ငံခြားအနေပြန်လာတော့မေ तू ကလန်ဒန်မှာနေတာနှစ်တွေအကြာကြီးနေမှာအိန္ဒိယကိုပြန်လာမှာလေအဲ့အကြောင်းမေစဉ်းစားနေတာ तू ပြန်လာမယ့်နေ့ကျရင်နိုင်ငံခြားအစားအစာချက်ထိုင်ကောင်းမလားလို့နိုင်ငံခြားအစားအစာတွေဘယ်ဟုတ်မလဲကျမတို့ရဲ့ဝိပုံစားပုံတွေလည်းပြောင်းရမယ်လေစကားပြောလဲနိုင်ငံခြားဘာသာစကားနဲ့ပြောရမယ်အဲ့တော့မှဦးလေးချင်းလေးတယောက်ပင်မဲ့နိုင်ငံခြားမှာနေရတယ်လို့ခံစားရမှာ ဟုတ်တယ်ချွေးမလေးကြည်စမ်းဒီတွေးတော့အမိတ်ကောင်းနဲ့ရောက်မလာအောင်ကြည်စမ်းနောက်တရားစပြီးတော့ရောက်ခမနဲ့ချွေးမကရှယ်ရင်ကြည့်နေချင်းမမွေတွေပြောင်းဝင်ထားကြပါရဲ့မျက်မှန်အနက်တွေလည်းတက်ထားပါသေးရဲ့နေရကသူမရဲ့ရောက်ခမကိုအင်္ဂလိပ်လိုစကားပြောနေနေနဲ့သင်ပေးလိုက်ပါရဲ့နေရလောက်နေတော့သူတို့ရဲ့အင်ကိုအင်းဒီချင်းကမ်မလာရောက်လာပြီးတော့ရာတာကိုဒီပုံစံနဲ့တွေ့တော့အခုလိုပြောတယ်အမလီမျက်စောဖေဟာအဖွားကြီးဖြစ်မှဘာလို့စိတ်ကူးပေါက်နေရလဲရာတာရဲ့ ငါရှင်းပြလည်းနားလည်မှာမဟုတ်ပါဘူးကင်မလာရေဒါအခုအတွက်ညီမရဲ့ချက်ချင်းမြတ်တာတွေနှစ်တည်းအများကြီးနေမှာငါမောင်ငါ့ကိုတွေ့ဖို့ဒီနိုင်ငံကိုပြန်လာမှာလေဒါရီအားလုံးကသူ့ကို surprise လုပ်ဖို့စီစဉ်ထားတာချိန်ထားတော့ငါတောက်ဖက်နဲ့ဝက်ပြီးတော့လမ်းလျှောက်ပြမယ်ရာတာတောက်ဖက်နဲ့ဝက်ပြီးတော့လမ်းလျှောက်တာနဲ့ခြေောက်ခွေကလည်းကြာသွားပါရဲ့ကင်မလာလည်းသူ့ကိုထူပြီးတော့အခုလိုပြောလိုက်တယ်ရာတာရဲ့ဒီရွေးကြမှာနေ့ရဲ့အယုံနဲ့ယုံသုံးယုံလောက်ကျိုးမှာတော့ပဲညင်တော့မှာပဲ နောက်ပြီးတော့နေရမောင်တယောက်ရဲ့အမလေးစာရီဝတ်ထားရလေနေမောင်ကသဘောကျမှာပါနိုင်ငံသားမှနေရတာပျော်စရာမှမဟုတ်တာငါမောင်ကအရန်ကြီးရဲ့လန်တန်မြို့မှာနေရအဲ့တော့သူ့အတွက်ဒီလောက်လေးတော့လုပ်ပေးတဲ့လေကဲခုနေပြန်တော့ငါငါချိန်မနဲ့အတူ YouTube နဲ့နိုင်ငံသားဆဆချက်ပြီးတည်ရအောင်မယ်ဟူရာတာကြီးနေနဲ့နေရဲ့အတော့မဝင်နေအောင်တော့ငါပြန်တော့မယ် ကင်မလာလေးပြန်သွားရောရာတာနဲ့နေဟာတို့ဈေးထဲမှာသွားပြီးတော့ပစ္စည်းတစ်ချို့ဝယ်လာပါတယ်။ပြီးတော့ရောက်ကမနဲ့ဆွေမနှစ်ယောက်လုံးဟာမိဘကန်းထဲမှာနိုင်ငံခြားစားစာတွေချက်ပြုတ်နေပါတော့တယ်။အဲဒီလိုနဲ့နေရအနေငယ်ကုန်ဆုံးလာပါတယ်။တရက်မှာတော့အင်တကာဘယ်လ်တီတန်ကြားလိုက်ရပါတယ်။နေဟာလည်းအင်တကာသွားဖွင့်ပေးလိုက်ပါတယ်။အေးရှိမှာပဲရောက်ဆုံးအင်ဂျီဝှက်ချပြီးတော့အုတ်ထုတ်ဆောင်ကမျက်မှတ်တက်ထားတဲ့ယောက်ျားတယောက်အမတ်တရက်တောင်တွေ့လိုက်တယ်။သူ့အမြင်တော့နေဟာကသူမရဲ့အရင်ကိုမထိန်နိုင်တော့ပါ အိမ်မလာတဲ့ထင်တယ်တီတီယာပြားဆက်ယုံမဟုတ်ဘူးလူတွေနေတဲ့အိမ်ရှိပြားဆက်ယုံနေလားကျွန်တော်နောက်တက်တာပဲထို့ခါအိနေအောင်ရာတာရောက်လာတယ်ဟေးဒါငောင်းရဲ့နိုင်ငံခြားမောင်လေးဂျိုကစ်ဒဲလ်တန်နီဟာရဲ့ဂျိုကတ်စ်လို့ခေါ်ပါမမရဲ့မောင်လေးဂျိုကတ်စီအမတို့အစ်တွေအကြိုင်းနေမှာပြန်တွေ့ရတာလာလာအိမ်ထဲကိုလာခဲ့ပါ ။တော့ချွေးမရင်ငားမောင်တွေဖြောရေယူခဲ့အောင်။ဖြောရေမလုံးနဲ့ကျွန်တော်တို့လက်ဖိတ်တစ်ခွက်ပဲယူလာခဲ့ပြီပါ။ဟမ်လက်ဖိတ်ဟေးလေအဲ့ဒါမဖြစ်လို့လေ။နိုင်ငံသားမှနေတာနဲ့ပဲလက်ဖိတ်မတောက်တော့ဆိုတာမျိုးမရှိပါဘူး။တော့လက်ဖိတ်ဖြောခဲ့။နေဟာလေလက်ဖိတ်ပြင်းပြင်းဖြောပြီးတော့ယူလာပေးလိုက်ပါရင်လက်ဖိတ်တောက်ပြီးတော့ခဏကြာမှတော့ဦးလေးကြီးဦးလေးတို့ပီဇာဟမ်ဘာဂါအာလူးကျောင်းကြော်ဘာလို့ပြရမလဲမလုံးနဲ့မလုံးနဲ့ဦးလေးကအဲ့ဒါတွေမစားချင်ဘူးဦးလေးကထမင်းရယ်ပဲဟိရယ်ပဲစားချင်တာ မြမြလေးသာယူလာပေးပါ။ဦးလေးပိုက်ရမ်းစာနေပြီ။အမေဦးလေးရဲ့အင်္ဂလိပ်စကားလည်းမပြောဘူးနော်။နိုင်ငံသားမှနေပြီးတော့အင်္ဂလိပ်လိုလည်းမပြောတတ်ဘူး။ငါအင်္ဂလိပ်စကားပြောတတ်တာပေါ့။ပြောရင်လည်းအင်္ဂလိပ်နားထောင်ရင်လည်းအင်္ဂလိပ်၊ကြည့်ရင်လည်းအင်္ဂလိပ်။နေရာတကာအင်္ဂလိပ်မှာအင်္ဂလိပ်ပဲ။ကဲတော့ငါတို့အစားစရာမြမြပြင်ဆင်တော့ငါပိုက်ရမ်းစာနေပြီ။သူနိုင်ငံသားကပြန်လာတော့ရောဟုတ်လားမဟုတ်ဘူးလားဆိုတာကိုနေရာလည်းမစင်စားတတ်တော့ပါဘူး။ ။ဒါလို့လဲဆိုတော့ तू ဟာအင်္ဂလိပ်စကားလည်းကောင်းကောင်းမပြောသလို तू စားတဲ့အစားအစာတွေကလည်းနိုင်ငံခြားအစားအစာတွေမဟုတ်လို့ပါပဲ။ခနာကြမှာတော့နေရကထမင်းစပွဲပေါ်မှာနိုင်ငံခြားအစားအစာအမျိုးမျိုးကိုပြင်ဆင်ပေးလိုက်တယ်။အဲ့တော့မြင်တော့ Jukes ကအခုလိုပြောတယ်။ဒါပါရီလည်းမမရဲ့ဒီလောက်အစားအစာအများကြီးကကျွန်တော်အတွက်လားဒါပေမဲ့ဘာကြီးချက်ထားလဲကျွန်တော်နားမလည်ဘူးဂျိုဂက်စ်နေရလန်တန်မှာနေနေရမလားအဲ့တော့ဒီအစားအစာတွေဘာလဲဆိုတာနေရကောင်းကောင်းသိတဲ့နယ်လေး တကယ်ရောနိုင်ငံသားမှနေရဟုတ်ရဲ့လားဟိုဟိုအမရဲ့အမလည်းသိတဲ့အတိုင်းပဲလေကျွန်တော်အိန္ဒိယအစားစာပဲကြိုက်တာအဲ့ဒီအချိန်မှာသူတို့စီကိုကင်မလာရောက်လာပါတယ်ပြီးတော့ဂျိုကင်တဲကိုမြင်တော့အခုလိုပြောလိုက်ပါတယ်ဂျိုကင်တဲနေရတရားနေရလားနောက်ပြီးတော့နင့်ကိုနေဘာပုံစံကိုလောက်ထားလဲကင်မလာနေရသူ့ကိုတည်ရပေါ့တိတ်တရာပေါ့မတိလို့ရမလား तू ကဂျိုကင်တဲလေငါတို့ရောက်မှလက်သမားလုံးလုံးနေရား ငါမြေငါမေအိမ်ပြန်တဲ့အချိန်ဆိုရင်သူသူများရဲ့နေကိုစောက်ပြီးနေရအမြဲတွေ့ရင်ဂျိုးကင်းတယ်သူပြောနေတာတွေအမှန်နေပဲလားဟိုဟိုဟုတ်ပါရဲ့မမကြီးကျွန်တော်ခွင့်လွှတ်ပေးပါကျွန်တော်နိုင်ငံခြားထွက်ဖို့ဆိုတာကျွန်တော်ရဲ့အဖေရဲ့အိမ်မက်ပါဒါပေမဲ့ကျွန်တော်ဗီဇာမရခဲ့ပါဘူးအဲ့တော့ကျွန်တော်ရွာတရောအလဲသွားတော့မွတ်စလင်ကောင်မလေးတယောက်နဲ့ချက်ကြိုက်မိပြီးကျွန်တော်တို့မင်္ဂလာဆောင်ကြရလေပြီးတော့ကျွန်တော်တို့ရွာအမျိုးတွေကိုကျွန်တော်တို့ကလန်ဒန်မှာနေရဆိုပြီးတော့လိန်ပြောလိုက်တယ် တကယ်တော့ကျွန်တော်တို့ကကျွန်တော်မိမနေတဲ့ရွာမှာပဲနေပြီးတော့အလုပ်လုပ်တာပါအဲဒီမှာလည်းကျွန်တော်တို့အခြေကျသွားပါရင်ဒါရီကိုကြတော့ရာတာလည်းသူ့ရဲ့မောင်အတော်လေးဒေါသထွက်သွားပါရင်ဒါပေမဲ့လည်းဘာမှမလုပ်နိုင်ဘူးလေသင်မအရာလုံးမေ့ပြစ်လိုက်ပြီးတော့ဂျိုကင်းတဲ့ခွက်လပ်ပေးလိုက်ပါရင်ဘင်္ဂါလီချွေးမှကာဂျိုးကဘင်္ဂါလီ လူမျိုးဖြစ်ပါရင်ဂျီကယောကတတက်လို့စားတဲ့အိန္ဒိယလူမျိုးပါဂျီကယော ကာကျူးကိုတငယ်ချင်းတယောက်ရဲ့မင်္ဂလာဆောင်မှမြင်ဘူးပါရဲ့ပြီးတော့နှစ်ယောက်လုံးကမြတ်တာတဝင်သွားကြပါရဲ့နှစ်ယောက်လုံးကကိုစင်မီပါရဲ့မင်္ဂလာကိုသဘောတူဖို့အတွက်မင်္ဂလာဆောင်လိုက်ပါရဲ့အဲ့လိုနဲ့ကျူးကနဲ့ကာကျူးတို့မင်္ဂလာဆောင်လဲကြရဲ့ကာကျူးရဲ့ရောက်ခမအပနာကတော့ချွေးမောင်အရန်လိုချင်နေရပါဒါပေမဲ့သူရဲ့အခုချွေးမကဘင်္ဂါလီဖြစ်နေရင်အဲ့ဒါကိုသူမသဘောမကျပါဘူးကာကျူးလေဘင်္ဂါလီမိသားစုကနေအခုလိုဟိန္ဒူမိသားစုဝင်ဖြစ်လာရတော့စွေနီရှာပါ යි မင်္ဂလာဆောင်ပြီးတော့နင်တီရီကိုရောက်လာပြီအဲ့တော့ငါတို့လူမျိုးရဲ့တလေထောင်းတန်းဆင်လာတွေကိုလည်းသင်ယူရမယ်နောက်ပြီးအစားအစာပြောရမယ်ဆိုရင်ငါတို့ရင်အကုန်လုံးတသက်လို့ပဲစားရင်နင်ငါရင်စားလို့မရဘူးအမေကျွန်တော်စကြရာကာကျူပြောပြပေးတာပါကျွန်တော်တွေမှာတသက်လို့ပဲစားရဲဆိုတဲ့အကြောင်းပြောပြထားပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးလေကာကျူကအဆင်မပြေတာမျိုးမရှိပါဘူး။ GK ရဲ့စကားကိုကြတော့ကာကျူကအခင်းနဲ့ပြန်လာပြီးတော့ ်ဂျေကဲကအခုလိုပြောလိုက်တယ်။ချမင်းနဲ့ငါရကျမတိုက်ဆုံးဆိုတာရှင်းလဲသိရတာနဲ့ကျမအဲ့ဒါတွေမစားဘဲနဲ့ဘယ်လိုလုပ်နေနိုင်မှာလဲ။ဒီတော့မနှက်စာစတော့လဲကျမဘိုင်လုံးဝမပြေဘူး။အဲ့လိုချပါတီအချောက်တွေကိုကျမနေတိုင်းဘယ်လိုစားမှာလဲရှင်းမဲပြောပြပါအောင်။ကာကျိုမင်းလဲသိရတာနဲ့ငါတို့ချက်ကြိုက်လို့ဒါဒီမင်္ဂလာပွဲဖြစ်လာတာလေ။အဲ့တော့အမင်္ဂလာပွဲလေးဖြစ်ခဲ့တော့ငါဒီလိုပဲအိမ်ုံလောက်ကြံပြီးတော့ပြောထားတာပေါ့ ကဲခုငါယုံသွားတော့မယ်ညနေဆော့ဆော့ပြန်လာခဲ့မယ်ကြည်ကလေးယုံကိုထွက်သွားပါတယ်အဲဒီလိုနဲ့နောက်ရန်နေငယ်ကုန်ဆုံးလာပါတယ်တညနေခင်းမှာတော့အပနာကကာကျူးကိုခုလိုပြောလိုက်တယ်ကာကျူးဖျားပွဲနီးလာပြီအိမ်မှာအဲ့တဲ့တွေလည်းလာကြလိမ့်မယ်ဖျားပွဲအတွက်ပြင်ဆင်စရာရှိတာတွေအကုန်နင်းမဲပြင်ဆင်ရမယ်ဖျားကိုတင်ဖို့အချို့ပွဲတွေလည်းနင်းမဲပြင်ဆင်ရမယ်ဒါရင်ငါဘယ်လိုလုပ်ရမှာလဲငါတခါမှဟာလဝအချို့လည်းမလုပ်ဘူးအမေကိုပုံစံမယ် ။ဖရိစိတ်ပူနေရလဲတမီးရဲ့။အမင်းမိတ်ဆွေတယောက်လဲဟိန္ဒူလူမျိုးပဲ။သူ့ကိုမေးပြီးတော့တမီးကိုပြောပြမယ်။ဒီလိုလို့အမေတမီးကိုသူ့ရဲ့ဖုန်းနံပါတ်ပေးလိုက်မယ်။တမီးဆက်မေးကြည့်လိုက်။ဟုတ်ကဲ့အမေတမီးကိုသူ့ဖုန်းနံပါတ်ပေးလိုက်ပါ။ကာချူလဲတနိုင်သမျှသူ့အမေရဲ့တငယ်ချင်းနဲ့ဖုန်းဆက်လိုက်ပါရင်ဒါပေမဲ့ကာချူကိုကိုယ်တိုင်ပဲလုံအောင်ပါလိ။ကာကျူအဲ့ဒါလာကုန်ကြပြီဟလဝါရောက်ဖို့ဘယ်လောက်လိုသေးလဲအမေသမီးအခုချက်နေပါတယ် မြမြလုံးနေမှာနိုင်ဝက်ပဲအချိန်ရတယ်နိုင်ဝက်တွင်ဟလဝအစံသက်ဖြစ်ရမယ်အပနာလည်းမိဖို့ကြောင့်နေရနေထွက်လာပါရဲ့အမအပနာကြီးချွေးမာလေးကကြူလည်းမတွေ့ပါလားအမတို့တည်းဟလဝလုံးနေပါရဲ့နောက်ဆုံးတော့အမပနာကဘင်္ဂါလီချွေးမာကိုဟိန္ဒူချွေးမာဖြစ်အောင်လုပ်နိုင်ခဲ့ပြီပဲအေးလေကိုရိုးရအစလာတွေတော့သင်ပေးမှရမှာပေါ့အမတို့ထိုင်ကြပါအောင် ကျမပြန်လာခဲ့ပါမယ် အမရဲ့ချိန်မှလည်းရောက်လာပါပြီအမေကြီးဟလဝါရပါပြီကာကျူဟာဟလဝါအရသာရှိရှိလောက်ထားတာပဲဖြစ်ပါရဲ့ဟုတ်တယ်ဟလဝါအရင်ကအရသာရှိရင်ဟိန္ဒူရိုးရဟလဝါအရသာပဲယူကျူဟာအတော်ဝင်လို့တော်ပါသေးရဲ့အဲ့ဒီရီယာဟလဝါစားပြီးတော့ပျော့ပျော့ရွှွှဲရွှဲအိမ်ပြန်သွားကြပါရဲ့ဒါပေမဲ့အပနာကတော့မပျော့ရွှင်နိုင်ငါသိရဲ့ဒီနေ့နေရအနေရဲ့အမေနဲ့တငယ်ချင်းကိုမေးရဲ့ယူကျူဟာလည်းချိန်ပြီးတော့ဟလဝါလောက်ထားရဲ့ အဲ့လောက်ထိဝမ်းသာနေနေအောင်နောက်ထပ်လည်းငါတို့ရဲ့အစင်လာတယ်အများကြီးရှိသေးတယ်အဲ့အတွက်အများကြီးနင်းကြိုးစားရအောင်မေဟလိုဝါလီလုံးနိုင်ုံနဲ့နေဟင်တူတယောက်ဖြစ်မသွားသေးဘူးအပနာရဲ့စကားကိုကြတော့ကာတူကအတော်လေးစိတ်မကောင်းဖြစ်သွားပါတယ်ပြီးတော့အခန်းထဲဝင်သွားပါတယ်ကြီးကလေးရောက်လာပါတယ်နေငါမေရဲ့စကားတွေကိုလိုက်ခန်းစားမနေပါနဲ့အမေကြီးကအဲ့ဒီတိုင်းပဲလာနေငါနဲ့ဈေးလိုက်ခဲ့ ငါပင်ကလေးစားတောက်ဆိုင်အနေနေဆိုင်တဲ့အစားစာဝဲကျွေးမယ်။မလိုပါဘူးမလိုပါဘူး။နေငါကိုယ်တိုင်လောက်ထားတဲ့ဟာလဝါမစားတော့ဘူးလား။ဟုတ်ပါငါမေ့နေရ။နေဒီနေ့ဟာလဝါလောက်ထားတာပဲ။ဟာလဝါပူပူလေးမြမြယူလာခဲ့ပြီလေ။ထောပတ်လေးပါအပေါ်ရန်ထည့်ခဲ့နော်။ဂျီကေနေကာချူရရဲ့ဆက်ဆံရေးဟာဒီလိုလေးအဆင်ပြေနေခဲ့ပါရဲ့။ဒါပေမဲ့အပနာရဲ့စိတ်ထဲမှာတော့အခုချိန်ဒီကာချူကိုလက်မခံနိုင်သေးပါဘူး။ ဒီလိုနဲ့လင်းနယ်နှစ်နာရီလောက်မှာကာချူကပလာတာနဲ့တရတီတနတ်ကိုနေပူပြီးတော့လမ်းနေပါတယ်။အရိကအိနေချင်းမိမတယောက်ကအလောတကြီးရောက်လာပါတယ်။အမအပနာရဲ့ကျမပြောဘူးတယ်လေ။ကျမသမီးနဲ့ချစ်ကြိုက်နေတဲ့ရောဟကောင်လေးဟာဒီညက်နေပဲသူတို့အရာကျမသမီးကိုလာတောင်းကြပဲတဲ့။အဲ့ဒါဘာဖြစ်လို့လဲ။ဒါသတင်းကောက်ပဲလေ။ဒါပေမဲ့ဘာလို့စိတ်ပူနေရလဲ။စိတ်ပူရတဲ့အကြောင်းကတော့ကောင်လေးကဘေကာလီလိုမျိုး ျမတို့အဟိတုလူမျိုးလေးကောင်းလေးကသူ့ဖိုးဘွားရောခေါ်လာမဲလို့ဖုန်းထဲမှာပြောထားတယ်။သူတို့ကဘင်္ဂါလီအစားအစာပဲကြိုက်တာ။နောက်ပြီးတော့သူတို့ကြိုက်တဲ့အစားအစာအချို့ကလည်းကောင်းလေးကပြောတယ်။ဒါပေမဲ့ဘင်္ဂါလီအစားအစာဘလို့ချက်ရမလဲဆိုတာငါမသိဘူးလေ။နောက်ပြီးတော့ပရာခရကလည်းဘင်္ဂါလီဝတ်စုံဝေးရမှာသူတို့ကဘင်္ဂါလီအစားအစာပဲကြိုက်တာ။နောက်ပြီးတော့သူတို့ကြိုက်တဲ့အစားအစာလည်းကောင်းလေးပြောထားတော့ဘလို့ချက်ရမလဲ။အတီးအဆင်ပြေမယ်ဆိုရင်ကျမကုန်ကြီးပေးရမလား။ ။နေမမြင်ဘူးလား။အမဘလောက်စိတ်ပူနေရဲဆိုတာ။အဲ့တော့နေကဘလို့ကိုကြီးမလဲ။အော်အော်ဟုတ်သားပဲ။အမအပနာရဲ့အမချွေးမလဲ။ဘင်္ဂါလီပဲလေ။အဲ့လိုဆိုကားချုပ်ရင်ဒီကိစ္စအဆင်ပြေပြေပြီးသွားမယ်မလား။အန်တီအန်တီသမီးရဲ့စိတ်ဆက်ပွဲကိစ္စကိုကျမတောင်းဝေးပါရဲ့။ကျမအားလုံးစိတ်ဆက်ပေးပါမယ်။ကားကျိုးလေသူမစီပါလာတဲ့ဘင်္ဂါလီဥစ္စာကိုအပရခရားကိုပေးလိုက်ပါရင်ကောင်းလေးဘက်ကလူတွေလည်းဘင်္ဂါလီလိုဝတ်ထားတဲ့ပက်ခရားကိုမြင်တော့အလွန်သဘောကျသွားပါရဲ့ ဘင်္ဂလီစားစာရည်နဲ့အခန့်တော်ကောက်လေးဘက်ကအလွန်ချီးကျူးကြပါ၏ပရာခရားမေလည်းအပလားနဲ့ကာကျူးကိုကောက်လေးမိသားစုနဲ့မိတ်ဆက်ပေးပါရယ်ကောက်လေးတွေပြန်သွားတော့ပရာခရားအမေကကာကျူးကိုအခုလိုပြောရင်ကာကျူးရေတကယ်ပါဒီနေ့သမီးအန်တီတို့အများကြီးကုန်ကြီးခဲ့တာပါကျေးဇူးတင်ပါတယ်သမီးရယ်ကျေးဇူးတင်မို့မလို့ပေါ့အန်တီကျမရဲ့ညီမလေးလိုပါပဲသူကအပနာနင့်ရဲ့ချွေးမှာတကယ်ကိုဖိုးတန်လေးပဲ ဒီလိုချိန်မှလေးရထားတာနှင်းကုံယူတဲ့နဲ့ကကျူးလိုတက်တိလိမ်မာတဲ့မင်္ဂလိယာလေးဘဲအင်ကိုရောက်ရောက်အဲ့ဒီအင်ကိုနတ်ပြည်တပွဲဖြစ်အောင်လုပ်ပေးရင်နင်ပြောတာအမှန်တည်းထင်ပါရဲ့ငါကကျူးလိုပရံများလေးကိုသတိတော်မထားခဲ့မြေကိုကကျူးဒီနေ့သမီးရဲ့လူရက်ကအမေကိုအများရှိမှခေါင်းပေါ်နေရဲစီပါရဲ့အပနာလေးကကျူးကိုဖက်လိုက်ပါရဲ့အဲ့ဒီနောက်တော့အပနာနဲ့ကကျူးတို့ရဲ့ဆက်ဆံရေးကအဆင်ပြေလာခဲ့ပါရဲ့တောင်မြင်တော့ကြီးကလေးအယံဝန်းတာသွားပါတော့တယ်